အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားယူကရိန်းအပြစ်ခတ်ရစေးကိုစိတ်မရှိတော့တဲ့အချိန်မှာဥရောပကောင်ဆောင်တွေဟာအမေရိကန်လုပ်လက်နက်တွေကိုဝယ်ယူပြီးယူကရိန်းကိုထောက်ပံ့ပေးဖို့ရှိတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဥရောပနိုင်ငံတွေမှာယူကရိန်းကိုထောက်ပံ့ပေးဖို့လက်နက်အများပြားတူလောင်ထမ်းခြင်းမရှိဘဲသူတို့ရဲ့လက်နက်တွေကလည်းယူကရိန်းကိုထောက်ပံ့ဖို့လုံလောက်မှုမရှိတာပါ။အမေရိကန်ကလည်းယူကရိန်းကိုအထောက်ပံ့နေဆက်ပေးဖို့မတိကြတော့ချိန်မှာဥရောပနိုင်ငံတွေကအမေရိကန်ထံကလက်နက်တွေဝယ်ယူတာနဲ့ယူကရိန်းရဲ့လက်နက်ပြဿနာကိုဖြေရှင်းဖို့ရှိပါတယ်။အမေရိကန်ကအဆိုပြုခဲ့တဲ့ယူကရိန်းရုရှားအပြစ်ခတ်ရစ ဆေးရေးအစီအစဉ်ကိုရုရှားသမ္မတပူတင်ကညှင်းဆိုခဲ့တဲ့နောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတက်ဆက်လက်ပြီးအားထုတ်ကြိုးပမ်းမှုဥရောပကောင်ဆောင်တွေရဲ့တောင်းဆိုချက်ကိုလည်းအင်ဖြူတော်ကညှင်းဆိုခဲ့ပါတယ်။ရုရှားဟာအပြစ်ခတ်ရေးဆေးရေးအစားနွေရာသီထိုးစစ်အတွက်ပြင်ဆင်နေတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆိုင်းငံ့ထားပုံပေါ်ကြောင်းအဲ့ဒီအကြောင်းအရာနဲ့နှီးစက်တဲ့သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံတွေကယူကရိန်းကိုလက်နက်တွေထောက်ပံ့မယ်ဆိုရင်ယူကရိန်းဟာရုရှားရဲ့ထိုးစစ်ကိုခုခံနိုင်မှာဖြစ်ပြီးပူတင်ကိုလည်းအပြစ်ခတ်ရစေရအတွက်ဖိအားတွေပေးနိုင်မယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါဗျ။အဲ့ဒီအပြင်ဥရောပခေါင်းဆောင်တွေကယူကရိန်းကိုထောက်လှမ်းရေးသတင်းအချက်လက်တွေဆက်လက်ထောက်ပံ့ပေးဖို့ထရန့်ကိုစီးရုံနိုင်ငံမယ်ဆိုရင်ယူကရိန်းသမ္မတဇာလန်စကီအတွက်ရုရှားပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ယူကရိန်းကိုဖိချွေရဲ့အမြောက်တွေပုံမထောက်ပံ့မှုအမေရိကန်ကနေတိုးမဟာမိတ်နိုင်ငံတွေကိုတိုက်တွန်းနေပေမယ့်နေတိုးမဟာမိတ်နိုင်ငံတွေကပီထရီယက်စနစ်ကိုသူတို့ရဲ့နယ်နိမိတ်တွေကိုကာကွယ်ဖို့သာအသုံးပြုနေကြတယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကပြောကြားခဲ့ပါတယ်။အပီလာအတွင်းကလည်းဇာလန်စကီကယူကရိန်းအစိုးရဟာအမေရိကန်ထံကပီထရီယက်အမြောက်စေကူကိုဝေယူလိုကြောင်းနဲ့အမေရိကန်ရဲ့အကြောင်းပြန်မှုကိုစောင့်ဆိုင်းနေကြောင်းပြောကြားခဲ့ပါတယ်။